အီလီယာထပ်ဖို့ရီယာအစ္စလမ်မက္ကာရှရဲ့ဝေတာဝိတ်အိမ်မက်ဒေနာဝိုက်တို့ရဲ့တုံးပွင့်ဆိုင်ဇလန်ကြောင်းကိုပြောမယ်2025 February 16မှာတဘိုရီယာကဖက်တာဝိတ်ကဘက်ကိုစွန့်လိုက်ပြီးတော့ light weight တန်းကိုတတ်ထိုးမယ်ဆိုပြီးတော့ကြေညာခဲ့တယ်တကယ်ကိုဘီယန်တောင်ဖောင်ပြက်ပဲအကြောင်းပြချက်ကတော့145ပေါင် weight တန်းကဝေချရတာသူ့အတွက်ခက်ခဲလာတဲ့အပြင် light weight ကဘက်ကိုပါလိုချင်တာပါတာဂက်ကအားလုံးသိကြတဲ့ကာဘက်တိုအုပ်စုက အစ္စလာမ်မှာတပ်ပေါ်ရီးအနေနဲ့ live weight တန်ကိုအခုမှစထုံးမှာမဟုတ်ဘူး2022မှာတုန်းက live weight တန်ပွဲစဉ်အဖြစ် Harvard ကို short notice နဲ့ဝင်ထိုးပြီးတော့ KO နဲ့နိုင်ထားဘူးတဲ့ featherweight champion ဖြစ်ပြီးကတည်းကလည်း live weight champion အစ္စလာမ်မကာရှက်ကိုတရားဝင်စိန်ခေါ်ပြီးတော့မကြာခဏ online ပေါ်ကနေပြီးတော့လေးတိုက်လေးရှိတာအခုချိန်ထိပဲပရိသတ်တွေကလည်းတပ်ပေါ်ရီးအနေနဲ့မကာရှက်တို့ရဲ့ပွဲကိုတော်တော်လေးကိုကြည့်ချင်ကြတယ်ဝယ်လို့ကများတယ် အီလီယာကမထီတိရောထီတိမိမိရောစပြီးရောလေတိုက်တယ်မခါရှက်ဘက်ကနေပြီးတော့ဘာမှတိတ်မတုံပြန်ဘူးပဲပြောရမယ်မခါချက်ကလိုင်ဝိတ်ကဘက်ကိုကာကွယ်ရမယ်အစားဝက်တာဝိတ်တန်းအကြောင်းကြီးပဲပြောနေတယ်အဲ့လိုပြောလို့အစ္စလမ်ကအကြောင်းပြတာမျိုးတော့လည်းမဟုတ်ဘူးဗိုဂန်နော့စကီကိုဒုတိယအချိန်နိုင်ပြီးခရက်ကဝက်တာဝိတ်တက်ပြီးတော့ချန်ပီယံလူကျင်တယ်လို့ပြောဘူးတယ် အဲ့ချိန်တုန်းကအီလီယာတပိုရီးယားလည်းဖိုင်တာဝိတ်ချန်ပီယံမဖြစ်သေးသလိုဝက်တာဝိတ်ချန်ပီယံကပတ်ကလည်းလီယွန်အက်ဒရစ်စီမှာပဲရှိသေးတယ်မကာချက်နဲ့ဘလဲကလေ့ကျင့်နေတဲ့မိတ်ဆွေဟောင်းတွေဖြစ်တော့ဘလဲသာဝက်တာဝိတ်ချန်ပီယံဆက်ဖြစ်နေမယ်ဆိုရင်လိုက်ဝေတမှာပဲနေပြီးတော့ကပတ်ကာကွယ်ပွဲထိုးမယ်အကယ်၍သူ့မိတ်ဆွေဘလဲသာ JDN နဲ့ကပတ်ကာကွယ်ပွဲမှာရှုံးသွားခဲ့ရင်တော့ဝက်တာဝိတ်ကိုတက်ပြီးတော့ကပတ်လူမှန်ဆိုပြီးတော့ပြောလာတယ်စိတ်ဝင်စားတဲ့အကောင်းပြီဒီနေရာမှာကိုယ်မြင်တဲ့ကိုတုံးသက်နိုင်တယ် စ္စလမ်ကဝေတာဝိတ်ကိုတက်ပြေတယ်ဆိုတာကအီလီယာကိုရှိန်လို့တတ်တာလားတိုက်ဆိုင်တာလားဆိုတာကတော့ကျွန်တော်လည်းမသိဘူးသူကိုယ်တိုင်ပဲသိချာသိလိမ့်မယ်အဲ့ဒီအချိန်မှာပဲ lightweight champion ဟောင်း Charles Oliveira ကလည်းဝင်လာတယ်ပွဲတွင်းကိုနောက်ပွဲကသူ့အတွက်ကပတ်လူပွဲမဟုတ်ရင်မထိုးဘူးဆိုပြီးတော့ပြောလာပြန်တယ်ဆိုတော့ဒေနာတို့ကလည်းကစားသမားတွေရဲ့အခြေအနေအရေးကဲကိုကြည့်ပြီးတော့ကလဗန်ထိုးပွဲကိုတရားဝင်ကြင်ညာဖို့စောင့်နေတာဆိုတော့မကာချအနေနဲ့ လာဝေးကပတ်ကိုတရားဝင်မစွန့်သေးပဲနဲ့ဘလဲနဲ့ဂျေဒီယန်တို့ပွဲရီးယားလက်ကိုစောင့်ပြီးတော့မီးစင်ကြီးကမယ်ဆိုတဲ့ပုံစံမျိုးကိုဒေနာကလက်မခံချင်ဘူးအစ္စလန်ကိုအီလီယာနဲ့ထိုးဖို့သူပြောမှာပဲအဲ့ဒါဟန်ရက်ပါဆန်ကျင်းသေးတယ်အစ္စလန်ကမထိုးချင်လို့ဝေတာဝိတ်ကိုတက်မယ်လို့ပြန်ပြောပါလိမ့်မယ်အဲ့ဒါဆိုရင်မေကပတ်စွန့်ဆိုလို့စွန့်သွားတယ်လို့ထင်တယ်ဖြစ်နိုင်ခြေအရှိဆုံးကလည်းအဲ့ဒါပဲအီလီယာအနေနဲ့အစ္စလန်နဲ့ထိုးရမယ်ဆိုလို့ကပတ်စွန့်ခဲ့တာဆိုတော့နောက်ပွဲကကပတ်လူပွဲဖြစ်နေမှာလည်းရမှာ ဆိုတော့အခုအခင်းချင်းကအကုန်လုံးအတွက်ကအံဝင်ခွင်ကြပဲပရိသတ်တွေမျောလင့်ထားသလိုဖြစ်မလာလာလေးတခုပဲရှိတယ်ဒေနာဝိုက်ကိုသွားမလျှော့တတ်နဲ့ဗျဒီလောကမှာနှစ်ပေါင်း30ကျော်ထိန်းချောင်းမောင်းနေလာခဲ့တာချက်ဆိုရင်နဂေါကမီးတောက်တယ်တမန်များနေတဲ့ပွဲကိုသူဖြတ်မှာမဟုတ်ဘူးအဲ့တော့အိုလီအတွက်လည်းကပတ်လူပွဲဖြစ်တယ်အီလီယာအတွက်လည်းကပတ်လူပွဲပဲအစ္စလမ်ကလည်းဝေတာဝိတ်ကပတ်လူပွဲပဲ ဆိုတော့အားလုံးတော့ကိုဝင်း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 ဆိုတဲ့ saturation တခုကိုအနည်းဆက်ဆုံးဖန်တီးပေးလိုက်တယ်ပရိသတ်တွေအတွက်ကတော့နှစ်သိမ့်စုအနေနဲ့ campset နဲ့ double c ပွဲကိုလည်းတစ်ခါတည်းကြီးညာလိုက်တယ်ချွေးသိပ်ပေးတဲ့သဘောဟုတ်ပြီဇက်ရည်လေးပြီဆိုတော့ခင်ဗျားတို့တကယ်ကြားချင်တာကိုပြောမယ်အစ္စလမ်ကအီလီယာကိုကြောက်လာဆိုရင်ကျွန်တော်အနေနဲ့ကြောက်တယ်ဆိုတဲ့စကားကိုမပြောချင်ဘူး။ကမ္ဘာချန်ပီယံတွေဖြစ်နေတဲ့လူတွေကိုငါကြောက်တယ်ပါကွာလို့သွားပြောရင်ကျွန်တော်စကားဘာမဝင်တော့ဘူး။အဲ့ level ရောက်သွားရင် ျွန်တော်တို့ရှူတောင်းကမမြင်နိုင်တဲ့အရာတွေကိုတို့ကမြင်နေပြီမေဝတာတီပကီယိုရဲ့စိန်ခေါ်မှုနှင်းနဲ့ချီပြီးတော့ရှောင်းတယ်ကာဖေကလည်းတိုနီဖာဂိုဆန်ကိုအတိုင်းနာတစ်ခုတည်းရှိန်ခဲ့တယ်အခုအစ္စလန်ကလည်းအီလီယာကိုနည်းနည်းတော့ရှိန်ပါတယ်ဒါမှန်တရားပါကြောက်တယ်လို့တော့ပြောလို့မရဘူးရှိန်တယ်ဒါပေမဲ့ UFC ဆိုတဲ့ကုမ္ပဏီအောက်ကနေတွားနေရတာမဟုတ်လို့ပရိသတ်အယံဝယ်လိုအားများနေတဲ့ပွဲတစ်ပွဲကိုဒေနာကမျက်ွယ်ပြုမှာမဟုတ်ဘူးအချိန်ချင်းတော့ဖြစ်လာပါလိမ့်မယ် အဲ့ဒီချိန်ကိုစောင့်စားရင်းနဲ့ပဲဒီနေ့မနက်ကမှကြင်ညာသွားတဲ့ UFC ရဲ့သုံးပွင့်ဆိုင်ကိစ္စကိုခင်ဗျားတို့လည်းနားလည်လောက်ပြီးလို့ထင်လို့ဗီဒီယိုကိုဒီမှာပဲရန်နာလိုက်ပါတယ်ပြောချင်တာရှိမယ်လို့ထင်ပါတယ်ကွန်မန့်မှာဝင်ပြောလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ညောတာပါ channel မဆန်ပါတတာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ